ျွန်တော်တို့စနေညမှာပွဲကြီးပွဲကောင်းတို့တခုဖြစ်တဲ့ဟိုပွဲကြီးပွဲကောင်းဆိုပေမဲ့ဗျာနှစ်သင်းစလုံးတော့အေးအရန်ပါတယ်ပွဲတင်ဒါဂရုဘီကကျွန်တော်ကိုဆိုဗိုနဲ့ဆလိုဗေးနီးယားနဲ့ဆလိုဗေးဆလိုဗေးနီးယားနဲ့ကိုဆိုဗိုနဲ့ဟုတ်ဟိုဘာလို့လဲဆိုတော့ဆလိုဗေးနီးယားတို့ကလည်းဒီပွဲတင်ကအေးကြီးတယ်ဟိုကိုဆိုဗိုတို့ကလည်းအမားခံလို့မရဘူးလက်ရှိဒီဂရုဘီမှာဆိုရင်ဆွစ်ဇာလန်ကနောက်ဆုံးတက်နိုင်နောက်တဲ့အနေအထားမျိုးရှိသွားပြီး ဒါပေမဲ့ဆွေရင်နဲ့တွေ့မှာကိုဆိုဘွားကဒါဒီဘွဲနိုင်ရင်ပို့ပြီးတော့လှအောင်လှအောင်မှာဟုတ်တယ်နော်ကျွန်တော်ဟိုတော်တော်လေးကျွန်တော်ကခုနမှဒုတိယနေရာနေခုနမှနဲ့လိုက်နေဟိုကောင်က3မှတ်နဲ့ဆိုတော့ကိုဆိုဘွားတက်ကတော်တော်အခုရ chance ကဒီဘွဲပြီးရင်သူကဆွစ်ဇာလန်နဲ့ထိုက်တဲ့တွေ့ရဟဲ့လားလေအိမ်ဝင်မှာဟုတ်တယ်တော်တော်ကြီးကောင်းတဲ့အခြေအနေမျိုးမှာရှိတယ်ဆိုတော့ကျွန်တော်ကတော့အဲ့ဘွဲစဉ်ကိုပထမဆုံးကျွန်တော်ရွေးချယ်တုံးတက်မယ်ဆလိုဗီးနားကိုဆိုပေါက်နေတဲ့ကြီးရတယ်ကျွန်တော်တို့ level တေးတေးရှောင်းရှောင်းတော့0.5ဝင်ရိုးနဲ့မြန်မာဈေးတန်းတော့ level 80လောက်တော့ရှိမှန်းနဲ့ထင်တယ်ကျွန်တော်တော့တော်တော်နေတာအဲ့မှာတော့ဘာလို့အားမလို့မသိဘူးဘာကြောင့် ်ခုကိုဆိုဘောကနောက်ဆုံးဆွစ်ဇာလန်နဲ့ကန်ရမယ့်အခြေအနေမှာအခုဆလိုဗေးနီးယားကလည်းဒါသုံးမှတ်နဲ့ဒီပွဲသူနိုင်ရင်လည်း तू ကလည်းမျောလင်းချက်ရှိနေသေးတဲ့အသင်းလို့ပြောလို့ရတယ်ဟုတ်တယ်ဟုတ်တယ်မှာ तू ကတကူတော့ရှိတယ် तू ကဆိုလိုဗေးနီးယားတရေတော့များကစားတာများတဲ့အသင်းတွေတွေ့တယ်တော်တော်မရှုံးရီးကိုမရှုံးရီးကိုအဓိကပူတည်ထားတော့ကိုဆိုဘောကခုခုနှစ်မှတ်ရတာလေသူ့ရဲ့အခြေအနေကဒီပွဲစဉ်ကိုဟိုကြေးရပဲပြောမယ်ဆိုရင်တော့တရေကန်နဲ့ကျွန်တော်တို့အောင်တယ်ဗျရှင်းရှင်းလေးတရေကန်နဲ့အောင်တယ်အဲ့ဒါကိုပြောချင်တာတရေကန်အောင်တယ်ရှစ်မှတ်ရမယ်အဆင်ပြေသေးတယ်ဆိုတော့ ြေးအွန်လိုင်းကြေးအရာပဲကျွန်တော်တို့ပြောမယ်ဆိုရင်တော့ကိုဆိုဘို55.6ကိုင်းလုံးရှိတယ်။ဘာပဲပြောဆလိုဗေးနီးယားလိုအတင်းရလဲသုံးမှတ်နဲ့မျောလင်းချက်ရှိတော့ညာလဲတရီထိုင်ချပြီးတော့ကစားနေတဲ့ပုံစံဖြစ်နေတာကိုတွေ့ရတယ်ကျွန်တော်ကျွန်တော်တို့အဲ့အရင်ဆုံးတော့ကိုဆိုဘိုပဲဟိုတအောက်အတင်းတော့ဖြစ်တာပေါ့နော်။အောက်အောက်ကြီးအနေနဲ့ကိုဆိုဘိုတော့ရွေးချယ်နေဆရာရဲရတော့ ဖီဘာဆင်းရက်တိမှုမှာဆိုရင်တော့ဆလိုဗေးနီးယား57ကျွန်တော်ကိုဆိုဘိုက84မှာရှိတယ်။ဆိုတော့ထိတ်တိတ်တွေ့ဆုံမှု3ဝဲမှာ2020ရာနေရှင်းလီမှာတော့ထိတ်တိတ်တွေ့ဆုံခဲ့တာရှိတယ်။လက်ရှိအနေအားပြန်ကြည့်မယ်ဆိုရင်တော့ထိတ်တိတ်တွေ့ဆုံမှု3ဝဲမှာကိုဆိုဘိုကတော့ဆလိုဗေးနီးယားကိုအနိုင်မရခဲ့ဘူး။ဆလိုဗေးနီးယားအိမ်ဝဲမှာ ဒီမှာတိုင်ငွေ2020လုံးကပေးခဲ့တဲ့ဈေးတန်းက0.75ဆိုတော့အဲ့ဒီချိန်မှာ2.1နဲ့နိုင်ခဲ့တယ်ဒါပေမဲ့လက်ရှိဖောင်ရဆိုရင်ကျွန်တော်ကိုဆိုဘူကနည်းနည်းလေးပို့ပြီးတော့ဖောင်ကောင်းလာတယ်လို့ပြောလို့ရတယ်ဆရာခုနကပြောသွားတယ်ကိုဆိုဘူကမရောရဲဦးစားပေးတယ်ဆလိုဗေးနီးယားရဲ့သူအမမခံရုံပို့ပြီးတော့ဦးစားပေးနေဆွီဒင်နဲ့ပွဲသစ်မှာတူတူဆစ်ဇာလန်နဲ့ပွဲသစ်မှာသွေးသီးနဲ့ရှုံးတယ်နောက်ဆုံး3ပွဲသစ်မှာဆိုရင်တော့ဆလိုဗေးနီးယားရှီကကျွန်တော်တိုက်စစ်က6ရက်ကိုတော်တော်လေးရုန်းကန်နေရတယ်ဒီပွဲသစ်မှာဆစ်စကူမပါဘူးဆိုတော့ပို့ပြီးတော့ရုန်းကန်ရမယ့်နေသားမျိုးမှရှိတယ် ကိုဆိုဖိုပြန်ကြည့်ပြန်တော့လေခန်းစစ်ပိုင်းကတော်တော်လေးအလုံးဖြစ်နေတယ်သူပထမဦးဆုံးပွဲဦးထွက်မှာ4သီးနဲ့ရှုံးနေရလွဲရင်ပေါ့နော်ကျန်တဲ့ပွဲစဉ်တွေမှာကျွန်တော်ဆွီဒင်ကို2သီးနဲ့အိမ်ဝင်းမှာနိုင်တယ်ကျွန်တော်အဲ့ပထမပိုင်းရတဲ့ကိုပဲထိမ်းပြီးတော့ခန်းစစ်ကိုတော်တော်လေးအားပြုသွားတယ်ပြီးနောက်တစ်ပွဲမှာလည်းကျွန်တော်တို့ဒီဆလိုဗေးနီးယားနဲ့ပွဲစဉ်မှာလည်းစီးစီးကစားတယ်ဆွီဒင်အိမ်ဝင်းမှာနောက်ဆုံးဒီဆွီဒင်က1.5တေချာပေါ့အနိုင်ကစားမဲ့ပွဲစဉ်ရမှာသူကအဝေးကွင်းကနေ0-1နဲ့နိုင်သွားရဲ့ဆိုတော့ကျွန်တော်ကိုဆိုဖို့ချီကိုချီကျူးရမယ်နေတာဒါကလည်းဖရန်ကိုဖူတာလက်ထက်မှာပြန်ကြည့်မယ်ဆိုရင်ဟိုတော်တော်လေး အားရကျင်တဲ့ဘုကောင်လေသူ့လက်ထက်18ပွဲမှာဆိုရင်ဒီ9ပွဲပဲရှုံးခဲ့တဲ့ဆရာရဲ့ဟိုဒီနီးပြားကလည်းအရင်တော့ဩစတြေးလျကိုကင်တွယ်ဘူးတဲ့ဩစတြေးလျမှာလုံးဝတိတ်ပြီးတော့မအောင်မြင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့လက်ရှိကိုဆိုပွဲရဲ့ခံစစ်တိုက်စစ်ဆလိုဗေးနီးယားရဲ့တိုက်စစ်ခံစစ်နဲ့ပြန်ရှင်းမယ်ဆိုရင်ကိုဆိုပူကိုရွေးချယ်ရတယ်တန်တယ်ဆလိုဗေးနီးယားကစားခဲ့တဲ့ဒီပန်ခွဲတော့နောက်ဆုံးကိုပွဲမှာလည်း6ပွဲလောက်ကတရေပွဲတွေပဲဖြစ်နေတာကိုတွေ့ရတဲ့အနေအထားဆိုတော့ဒီပွဲစဉ်ကဘာပြောပြော ဘသူတက်တက်ကပပလာလက်မဲ့ဘသူလက်ရရဆိုတာလည်းကျွန်တော်တို့ကပြိတက်တွေကိုအကျိုးမဲ့ပြပြနိုင်တဲ့အနေအထားကိုပဲရွေးရတော့ကိုဆိုဖို့မရှုံးနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုဆိုဖို့ရွေးချင်တယ်။အဲ့တော့ကျွန်တော်တို့နောက်ထပ်ချီးယောဂာဟိုကျွန်တော်တို့ဆလိုဗေးနီးယားနဲ့ကိုဆိုဖို့ပွဲတင်မှာတော့ကိုဆိုဖို့ရွေးချယ်ပေးလိုက်ပါတယ်။အားလုံးပဲအကျိုးမြတ်ရပါသေးဗျ။